မျိုးစုံခေါ်ကြတယ်အာအပြင်အဲ့လိုပြီးတော့နောက်ပြီးတော့ဟိုလေဗီဒီယိုအများကြီးတယ်ဆိုတော့နောက်ဆုံးတင်တဲ့ဗီဒီယိုမျိုးရဲ့ဇက်ကောင်နေအဲ့လိုမျိုးခေါ်ကြတယ်နောက်ဆုံးနောက်ဆုံးမှာအဲ့ရေတူတီးပုံစံအဲ့လိုပုံစံမျိုးပေါ့နော်ရရတော့ဆိုတာလေကျွန်တော်ကရှိရရှိရမယ်ချလိုက်တာချလိုက်တာဆိုတာဥမာတတိယတလားကို၄ခုတင်တယ်ကွာ30နဲ့တပုံးပါလေဒီလူဘုံမဲ့အရင်ကကြီးကြီးလေးစားလို့ရတာလက်ဆောင်ပေးဘူးပါလေဟုတ်အန်းခဲ့တာချစ်လို့ပေါ့ သိရတိုင်းဟိုနောက်ဘဝနတ်သားဖြစ်ရင်တော့နည်းနည်းလေးအဲ့လိုလေးအဆောင်အပြည့်နဲ့နေချင်တယ်လေးသိရမှာနှိမ့်ဆန်ညားခံရင်ဖြစ်ချင်ဘူးကွာသိရပါအဲ့တော့နှိမ့်နှိမ့်ပဲရောက်ညငရဲပြီရောက်နေမှာဆိုလို့လေးကွာကိုစိတ်ကြက်ပြက်ပဲပြေးလိုက်ပါတယ်ဩအလှပေါ့လက်ဆောင်ပေးဘူးပါတယ်ဟုတ်ဟောင်းလက်ဆောင်ပေးဘူးပါတယ်ဟိုပါပေါ့အင်းနှလုံးလာပေးဘူးပါအန်ကဲရချစ်လို့ပေါ့အန်ကဲပြောမြစ်တာစားပါဗီဇာဟောင်းမလိမ်ပါဘူး ဝါရင်းနာနေပြီဆိုတော့မူတာဝါရာရေရှောင်ပါတယ်မလိမ့်ပါဘူးအမ်အဲ့ဒါကတော့အာကတော့ကျွန်တော်တွဲပွေးတဲ့သူတွေလည်းတချို့ကတိရတိရဆိုတော့လေဥမာအဲမမပြောလို့ရှိရင်လည်းပဲအော်ဒီတယောက်ကသူ့ထက်အသက်ကြီးရယ်သူ့ကိုပေးခဲ့တာဆိုရက်သူ့ရဲ့ privacy ရှိပဲဥမာညီမမမပေါ့ညီမလေးပြောလို့ရှိရင်အော်ဒါကတော့အငယ်သူ့ကိုပေးခဲ့တာဆိုပြီးအဲ့လိုမျိုးလေပြားညီမအော်ဒါကသူ့ဆရာဖုန်းယူခဲ့ရဆိုတာမျိုးကြီးမဆိုင်တော့ရဲ့သူဆိုအဲ့လိုမျိုးဖြစ်စင်တော့မပြောတော့ပါဘူးခင်ဗျာနော်တွဲခံကကြိုက်တယ်အချွဲခံကကြိုက်တယ်အဲအာကုတ်ခံကကြိုက်တယ် ဒါပေမဲ့တခုခုကျွန်တော်ကိုအဲ့လိုမျိုးတခုခုအလုပ်ကိစ္စနဲ့ပတ်သက်ဘာဖြစ်ဖြစ်ကွာတေချာကောင်းကောင်းလေးပေးရနေ support လုပ်ပေးရမှာပဲနဲ့ advice တခုခုပေးနိုင်နေအဲ့လိုမျိုးလေးဆိုကြိုက်တယ်အဲအဓိကပြီးတော့အချစ်ခံရလည်းကြိုက်တယ်ချစ်ပင်ရပြီမမေရတခြားဘာမှမမေရောကြာပြီဆိုတော့လေဟိုဟာပေါ့အင်းနောက်ဆုံးပေးခဲ့ရအဲအမေကြည့်မှလားမသိဘူး14 pro max 3နှစ်လောက်ပေါ့နော်2နှစ်ကျော်3နှစ်လောက်ပေါ့ ရှိပါရှိနော်ချစ်ခဲ့ပြီးတော့တည့်ရတိုင်းဟိုနောက်ဘဝနတ်သားဖြစ်ရင်တော့နည်းနည်းလေးအဲ့လိုလေးအဆောင်အပြည့်နဲ့နေချင်တယ်လေးတည့်ရမှာနှိမ့်ဆန်ညခံရင်ဖြစ်ချင်ဘူးကွာတည့်ရပါအဲ့တော့နှိမ့်နှိမ့်ပဲရောက်ညငရဲ့ပြည့်ရောက်နေမှာဆိုလို့လေးကွာကိုစိတ်ပြက်ပြက်ပဲပြေးလိုက်ပါတယ်ဩအလှူပေါ့အဓိကအလှူစွာတည့်ရတိုင်းကိုပေးချင်တဲ့နေရာကိုစိတ်ကြည်ပြူတဲ့နေရာလှူတာမျိုးရှိရဲ့လေအဲ့လိုပြောလို့နော်ဟိုအကောင်ကရီစားဟောကြတော့ပိုတင်ပရိုမက်စ်ပေးတယ်မလှူလားမမေးပါလှူလဲလှူပါတယ်ဒါပေမဲ့ကျွန်တော်ကြတာစကားဆက်မလို့ပြောတာပေါ့နော် အဲ့လိုမျိုးတိတ်မတင်ပြဘူးအမိဘကတော့ဘာလို့မတင်ပြတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တွေ့ရတဲ့အတွေးပေါ့နော်။ကျွန်တော် grind level ဥမာဘဝဆိုတာအမြင်အနှိမ့်မြင့်ရှိရယ်ကွာ။အဲ့တော့ကျွန်တော်ကလည်းပဲအခုချိန်မှာနေနိုင်စားနိုင်သေးရယ်ဆိုပေမဲ့လည်းပဲဘွားအကွေအကြောင်းအပြောင်းလဲမှာတခုဆုံးတောင်းပြောနေအဲ့အချိန်မှာသူများလာပြီးတော့ကုညီရဲ့ခါမှာဘယ်သူမှလို့ကင်မရာကြီးနဲ့မတန်းတင်မခံခြင်းမြင်ပါလေတိလားအဲ့လိုမျိုးရှိရယ်အဲ့တော့ မိဘကိုပြီးတဲ့မိဘကိုကြောက်ရယ်ဆိုတာဗမိဘကမှတာသမီကြောက်တာကိုလူသိစင်စာပြောခင်ရလို့ရှက်မယ်ဆိုတာမရှိဘူးပါသူတာသမီကတိတက်တယ်ဆိုဂုံရာပဲရှိအဲ့တော့မိဘကိုလှူတဲ့အလှူနောက်တခြားစုပေါင်းအလှူမျိုးပေါ့နော်ဥမာငလျင်ပေးရေးပေးအဲ့လိုမျိုးစုပေါင်းအကိုဘက်ကအလှူငွေကောက်ခံပြီးသူရဲ့အလှူလောက်တွေပဲအဲ record လေးတင်ပြတယ်ပေါ့နော်ပုံမှန်ကတော့တခြားဟာရမတင်ပြဘူးပေါ့နော်မလိုအပ်ဘူးလို့လည်းထင်လို့လေဟုတ်ကျေးဇူးများတယ်လေဒါအခုလက်ရှိတယောက်ထဲပါခင်ဗျာကျေးဇူးတယ်တော်ရင်ခဏလက်ရှိနှိပ်ကြတာညီမအားမေးရမယ်နော် ကျွန်တော်လေးဈေးပန်းကဲဈေးပန်းမခင်ပါဘူးတကယ်တယောက်တည်းနေမှာပါတယောက်တည်းနေတာဟွာပေါ့တကယ်တော့တယောက်တည်းနေရတော့ကြာပြီအင်းရော long distance ပေါ့နော်အခုတော့တယောက်တည်းလုံးလုံးနေရဆို၄လလောက်ရှိပြီပေါ့ပူပူနွေ့နွေ့လေးပေါ့မစိုးအခုတည်းကမိုးရင်ငိုတော့ပေါ့မျိုးစုံခေါ်ကြတယ်အာပြင်းအဲ့လိုပြီးတော့နောက်ပြီးတော့ ဟိုလေဗီဒီယိုအများကြီးတယ်ဆိုတော့နောက်ဆုံးတင်တဲ့ဗီဒီယိုမျိုးရဲ့ဇက်ကောင်တွေအဲ့လိုမျိုးခေါ်ကြရတယ်ဥပမာနောက်ဆုံးနေ့အားလုံးမှာအဲ့ရေသူတီးပုံစံအဲ့လိုပုံစံမျိုးပေါ့နော်ဥပမာပြောပြတာပေါ့အဲ့လိုလေးခေါ်ကြရတယ်ဆိုတော့အားဖြင့်ဖြစ်ကျွန်တော်အဲ့လိုမျိုးဆိုပြောတယ်ပြောရဲဆိုတာလေဩကို့အလုပ်ကိုသူတို့တကယ်လေးကြည့်ကြရတယ်ဆိုတော့အဲ့လိုအပေါ်ရံမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်အကြည့်ပြအောင်မယ်ကန်ဂျီဟာဗီဒီယိုကကျွန်တော်စတဲထားတာကြာသူကအဲ့တုန်းကလည်းပဲအဲသူ့ရဲ့ brand ကကြာအဓိကအဲ့လိုမျိုးပေါ့နော်သူ့ရဲ့အဓိကကျွန်တော်ကြာ project တစ်ခုဆိုလို့ရင်သူ့ရဲ့အဓိက strength တွေပေါ်မူတည်ပြီးတော့အစာဆွဲထုတ်ပြီးတော့ content ကိုစဉ်းစားရတာဟုတ်အဲ့တော့ အော်ရေနဲ့ပတ်သက်တယ်ရေဆူခံတယ်ရေစိမ်ခံတယ်အဲ့လိုရှိတဲ့ခါကျကျွန်တော်ကျတော့ရေအဲ့လိုရေဇလန်းကိုတည်တယ်ပေါ့နော်ရေအောက်နဲ့အဲ့လိုဆက်ဆက်ပြီးကျွန်တော်ရဲ့ပုံစံအပြောင်းမသွားအောင်နည်းနည်းလေးကိုယ်နဲ့ထုတ်လို့ကောင်းမယ်ဟာမို့တည်တဲ့ခါမှာအစကတော့ကျွန်တော်ကကျွန်တော်ဟိုတယ်မှာရိုက်မယ်ကျန်လိုတဲ့အခန်းတွေကိုကျွန်တော်ရဲ့ဒီကျွန်တော်ပြီသားဆိုတော့ပြီမာရိုက်တာများတယ်ကွာအဲ့တော့ဒီ PR ရီကန်နာမှာရိုက်မယ်ပေါ့အဲ့လိုမျိုးလုပ်တဲ့ခါမှာဖြစ်ရှင်တော့အရှိတပတ်တုန်းကမုံတိုင်းနေကြပြီးတော့အဲ့လိုမိရအကုန်ရှမ်းပြီးတော့တောင်းအကုန်ဖုံးသွားအာ location check လုပ်တဲ့အချိန်မှာအဲ့ ငါတောင်းရင်ဖျောက်သွားလဲပေါ့ငါရင်းမဲ့တောင်းရင်ဖျောက်သွားလဲဆိုတော့အဲ့ဒီမှာတောင်းမရှိရောအဲ့ဒီမှာ client လည်းပဲအမကျွန်တော်တောင်းမရှိရောဆိုပြီးတော့ကွာအခက်ခဲကြီးကိုညင်းပြချင်းပြီးတော့ကျွန်တော် client လည်းပဲအဲ့ဒီ content ကိုကျွန်တော်ကရိုက်မယ်လို့ဆုံးဖြတ်လိုက်ပြီအဲ့တော့ရှင်မငါရအောင်တော့မယ်အဲ့တော့ငါကန်းချင်တဲ့အနည်းဆုံးကဘောဒီတီနဲ့နည်းဆုံးကဘယ်ကန်းချင်လဲဟုတ်ပြီငါ please ရအောင်သွားလို့မရဘူး kitchen နေရအဲ့တော့ချောင်းသာရှိရငွေဆောင်ရှိရဘယ်သွားမှလဲအဲ့တော့ဟို ို့ရဲ့ budget ကိုလည်းချုံချင်ချိန်ရသေးရအောင်အဲ့တော့ကံကောင်းတော့ကံကောင်းပါရင်မိုးရင်းဆိုတော့နည်းနည်း budget ကတော့ပုံမှန်ပုံလင်းရတယ်နည်းနည်းလေးတတ်တာရယ်ပေါ့နော်အဲ့တော့တွားလိုက်မယ်ဒါပေမဲ့လည်းပဲမနိုင်ကြလို့ရှိရင်အဲ့ video ဆိုတာကျွန်တော်တို့ဘာမှကြံတာမဟုတ်ပါဘူးဆိုတော့ဒီရန်ကုန်လာတယ်ပြီးလို့ရှိရင် separate မှာတွားပြီးအဲ့ကန်းချင်တဲ့ဆိုင်နဲ့ accessory တွေအများကြီးဝယ်ရတယ်အဲ့ဒါတွေအများကြီးကြတယ်ပေါ့နော်အဝတ်အစားပိုင်းတွေကြတယ်ဆိုတာဒါပေမဲ့လည်းပဲဟို အမြဲတမ်းဒါဘလောက်ကြံမှဆိုတာကြီးကအဆင်မပြေဘူးလေကိုလုံးနေအလုပ်ဆိုကိုပြန်ပြီးတော့ဒါကို investment ပေါ့ကိုရဲ့ကြီးရဲ့ audience ကတေချာလေးအဲသဘောကျတယ်ကန်းချီဆိုကန်းချီပိုက်လေးအပြည့်ရတယ်သူတို့မျက်စိမှာမှလူကြည့်ကောင်းနေဆိုရပါပြီလက်ခံပြတယ်ဆိုတာလေခုနကျွန်တော်ပြောသလိုပဲ brand ကြီးတွေရတယ်ပတ်စံယူခြင်းတော့ပတ်စံယူခြင်းတော့ဆိုတာကျွန်တော်လည်းပဲ shop ကျွန်တော်ဆိုလည်းတော်တော်စေးနှိပေးရ negotiate အများဆုံးရှိရ influencer မှာပါပါဒါဟိုလေ project အများရချင်လည်းမဟုတ်ဘူး တို့ပြောဘာမှမဆိုတို့ရဲ့တက်မှတ်ထားတဲ့ budget rate ဆိုတာရှိရယ်ကွာအဲ့တော့ကျွန်တော်လည်းပဲညှိပေးရယ်ဒါပေမဲ့ဘာလို့ဖြစ်လဲဆိုတော့ခုနကပြောသလိုပဲကျွန်တော်တို့ဆိုရလဲပြန်တော့ investment အပိုင်းနေလည်းရှိရယ်အဲ့တော့အများကြီးလည်းကျွန်တော်တို့ဘက်ကတော့ short မပေးနိုင်တဲ့အခါကျတော့ကိုတောင်းရမယ့် budget rate ဆိုတာရှိရယ်တောင်းတောင်းရမယ့် fee ဆိုတာရှိရခါမှာအဲ့ fee တစ်ခုကိုအဲ့လိုမျိုးအခုမှစရဲခုနပြောသလိုပေါ့လုပ်ငန်းအသေးလေးစီကနေမယူချင်တော့အဲ့တော့ဒီလိုမျိုး brand တွေကြာ marketing ဆိုတာတောက်လျှောက်သူတို့အများကြီးလုပ်ကြရလေအဲ့လိုကြာ သူတို့အတွက်လည်းပဲဒါမှဝင်မပြီးဘူးကျွန်တော်လည်းပဲ branding image နဲ့တက်တာလည်းပါမယ်ပေါ့နော်အဲ့လိုလေးသွားပြစ်တိုက်တာပေါ့ဟုတ်